အနာသိန်းလေးနှစ်ကျော်တွင်စုံစုတပြည့်မှုကြောင့်ချင်းမြင့်နယ်တဝန်တည်ဆုံးသူတထောင်ကျော်ရှိခဲ့တယ်လို့ချင်းလူခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ချင်းရေးရအဖွဲ့ ICA ကဇွန်လ18ရက်မှာထုတ်ပြန်ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီကနေ2025ခုနှစ်မေလ31ရက်ထိအာနာသိန်း၄နှစ်ကျော်အတွင်းချင်းမြင့်နယ်တဝမ်းမှာစုံစုတပြက်လို့တေဆုံးသူ1000ကျော်ရှိခဲ့တာဖြစ်ပြီးတော့တေဆုံးသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်ဘာသာရေးကောင်းဆောင်အထမပြုချင်းတပြက်ခံရသူအမျိုးသမီးတွေအရက်သားပြည်သူတွေနဲ့တော်လိုင်းရဲဘော်တွေပါဝင်ပါတယ်။ စုံစုတပြည့်မှုကြောင့်တည်ဆုံသူတွေအနက်တိုက်ပွဲအတွင်းကြဆုံခဲ့တဲ့ဒေါ်လန်ရေးတပ်ဖွဲ့ဝင်ရဲဘော်အရေးအတွက်ကအများဆုံးဖြစ်ခဲ့ပြီးတော့လေချောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံသူအရေးအတွက်ကဒုတိယအများဆုံးရှိခဲ့ပါတယ်ချင်းရအဖွဲ့ရဲ့ထုတ်ပြန်ချက်အရစုံစုတပြည့်မှုကြောင့်တည်ဆုံသူတွေအနက်စန္ဒပြရမှာပြစ်ခတ်ခံရလို့တည်ဆုံသူ၁၀ဦး၊ရေချောင်းတိုက်ခိုက်ခံရလို့တည်ဆုံသူ328ဦး၊လူသားတိုင်းဖြစ်အုံချခံပြီးတပ်ဖြတ်ခံရသူ၁၁ဦး စေဝါမလုံလောက်လို့သေဆုံးသူ24ဦးစုံစုဖမ်းဆီးခံရသူအပေါင်းရင်အာရမပြုကျင့်တပ်ဖြတ်ခံရသူ63ဦးအကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်ခံရသူအရတားပြည်သူ202ဦးတိုက်ပွဲတွင်ကြာဆုံးသူ တော်လန်ရေးတပ်ဖွဲ့ဝင်361ဦးဘာသာရေးကောင်းဆောင်18ဦးနဲ့မြေမြုံမောင်းကြောင့်သေဆုံးသူ83ဦးစုစုပေါင်း1099ဦးရှိခဲ့တယ်လို့သိရပါဗျာ